ဒီဈေးခွက်နဲ့မြောက်နဲ့စက်ကြထားတဲ့ဒီထိတ်ပြောင်ဆောက်ယူอ่ะကျွန်တော်ကြည့်နေတာကြာတယ်เนาะတော်နိုင်ရေးဘက်ကလို့ပြောပြီးတော့တချေအိမ်လုံးဒီစစ်ကောင်စီကိုတိုက်ခိုက်ကြမယ်အစားစစ်ကောင်စီကိုတူပြောတဲ့ဇာတ်ကနည်းနည်းသူတောက်ဆောင်သူ့ဗီဒီယိုဖိုင်ကိုကြည့်လိုက်เนาะ NND ကိုတိုက်ခိုက်လိုက်เนาะလမ်းစုကြီးတိုက်ခိုက်လိုက်ဒီတော်နိုင်ဘက်ကအဖွဲ့တွေကိုတိုက်ခိုက်လိုက်เนาะအခုလဲဒီစစ်ကောင်စီရဲ့ရွေးကောက်ပွဲနီးတဲ့အချိန်မှာလူမျိုးရေးကိုဖွဲ့ပြီးတော့နေတော့နဲ့ချူလေးကိစ္စเนาะ အဲ့ဒီမှာဗီဒီယိုဖိုင်တွေအဲ့ဒီလောက်ပြီးတင်ထားတာတွေတွေ့နေတော့တော့ချူလေးတို့ပထမကိတမိုင်းကိုဒုံဆိုင်ကြီးသူများရုပ်ရှင်ကထွက်လာတဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်ဝေဖန်ခဲ့ဒါပေမဲ့ကျွန်တော်ဝေဖန်ခဲ့တာဒီနေတော့နဲ့ချူလေးနှစ်ယောက်တည်းကိုဝေဖန်လာမို့အဲ့ဒီအထဲမှာပါခဲ့တဲ့သူတွေအကုန်လုံးဒါပေမဲ့တခုရှိတယ်နေတော့တော့လူမျိုးတော့နှစ်မျိုးတယ်ချူလေးဘာလူမျိုးမဲကျွန်တော်မသိဘူးเนาะအခုသူတို့ပြောမှကျွန်တော်သိရတယ်ဒါပေမဲ့နေတော့တော့နှစ်မျိုးတယ်ဘာဖြစ်လို့လဲနေတော့ဟာ ဒီလိုမျိုးအတန်းစားနေမဟုတ်ဘူးလို့ကိုယ်တွေတွက်ခဲ့တာအဲ့ဒီအတွက်ကျွန်တော်တို့ဝေဖန်တဲ့အထဲမှာအကုန်လုံးကိုဒန်းတူပြောခဲ့ပါတဲ့လူတိုင်းကိုပြောခဲ့အဲ့ဒီပါတဲ့လူတဲမှာတော့မှဘလို့ကျွန်တော်ပြောတဲ့စကားကိုပြန်ကြည့်ကြပါเนาะနေတိုးကိုဒီအဟာတွေနဲ့တဒန်းစားတဲ့တော့ကျွန်တော်ထားခဲ့တာမဟုတ်ဘူးအေးအခြားလူတွေဟိုနေတိုးနဲ့ချူးလေးနာမည်နှစ်ခုတည်းပြောလားမပြောလားတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့ကျွန်တော်ပြောတာဒီချူးလေးဘာလူယူမန်လည်းမသိဘူးအေးနေတိုးတော့ရခိုင်လူမျိုးကျွန်တော်တည် အဲ့ဒါကိုရခိုင်လူမျိုးတွေကိုပြောပါတယ်ဆိုပြီးကျွန်တော်ဆွဆွဲတာနော်အခြားလူတွေဆွဆွဲတာကျွန်တော်မသိဘူးနော်သူတို့ဘာပြောလဲကျွန်တော်ပြောခဲ့တဲ့စကားကိုကျွန်တော်တောင်းပြန်ကြည့်ပါကျွန်တော်ပြောတဲ့ video file အဲ့ဒီ DA ဇီးဝတ်နဲ့မြောက်နဲ့ဆက်ကြတဲ့ဒီမေလိုးอ่ะဟမ်ပထမတစ်ခါကျွန်တော်ပြောတယ်ကျွန်တော်ပြန်ပြောလိုက်တော့အခုတစ်ခါထပ်တင်တယ်ဒီကောင်ကြည့်ဘာပြောလဲဒီကောင်ဒီဒီလား UNG ဆိုတာကအစိုးရအဖွဲ့မင်းတို့ကမေးတယ်အယူဒီအရှိပဲဒီတော်လိုင်းကိုွားလို့ရတယ် အတူကြီးဆိုတာအစိုးရကိုတော့အစိုးရတရားမရှိဘဲနဲ့ဒီတော်လိုင်းသွားလို့ရတယ်အဲ့ဒါပြောတာပေါ့ပြည်သူတွေကလည်းဒီလိုမတုံ့ငါရတယ်ဒီလိုသမိန်ရှုံဒီပိနေနာအဲ့ဒါသူတုံ့ငါရတဲ့စကားနော်ဒီမိုကရေစီဘက်ကိုအားပေးတဲ့လူတွေ့တာနဲ့ဘာဖြစ်လဲသမိန်ထုံတို့နီပိန်းတို့ဆော့ပေါ်ဆော့ပေါ်ထားတယ်နော်အဲအဲ့ဒါကြည့်ဒီကတူတူဗီဒီယိုဖိုင်တွေကိုဝင်ကြည့်လိုက်မယုံဘူးနော်အဲ့တော့ ဒီကောင်ရခိုင်နာဆိုတော့ရခိုင်လူမျိုးထဲမှာတကယ်ထဲထဲဝင်လုံနေတယ်ကျွန်တော်မိတ်ဆွေတွေအများကြီးเนาะရခိုင်ရေဘေးရခိုင်လေဘေးကိုပြတယ်အဲ့ဒီမိတ်ဆွေရဆိုနောက်ကိုဝင်အောင်တို့တွားကြည့်ကိုဝင်အောင်တင်ထားစရင်မှာเนาะကျွန်တော်ယူနီယံဘရာဒါခါပါပြီးတယ်လေကျွန်တော်တို့လုံလာခဲ့တာအဲ့ဒီတူလိုမျိုးလူတယောက်မှမတွေ့ဘူးရခိုင်ထဲမှာเนาะတူတူရခိုင်တူတူပြောရုပ်ကလည်းရခိုင်ရုပ်မပေါ့ငပိကျတော့စမ်းနိုင်ရင်လည်းမသိဘူးဟမ်ဒီနွားအထိအဲ့တော့ ဟမ်ဒီလေးလားဒမေရှင်ဒီခွက်ခေါက်อืมဘာပြောတော့လဲဆိုတာခင်ဗျားတို့ကြားရလိမ့်မယ်เนาะတော်လိုင်းရဲ့တရားမှာတဲ့အစိုးရတရားရှိမှလာတယ်တော်လိုင်းရဲ့အောင်မြင်မယ်ဆိုတဲ့သဘောမျိုးပေါ့တော်လိုင်းရဲ့တရားမှာအစိုးရရှိတဲ့နဲ့အစိုးရရှိရမယ်ဆိုတဲ့သဘောမျိုးကိုဒီခွက်ခေါက်လစီလားမစီလားငါလည်းမသိဘူးเนาะငါတို့သိတာကတော့ဒီကောင်းတော့တရောင်းစားလို့ပဲသိတယ်တရောင်းစားခွက်ခေါက် နိုင်ငံရေးကိုတတ်လို့လောက်တာမဟုတ်ဘူးငတ်လို့လောက်တာမဟုတ်ဘူးဒေါ်လာရေးကိုတတ်လို့လောက်တာမဟုတ်ဘူးငတ်လို့လောက်တာနော်မင်းတို့ငါပြောမယ်ငါနိုင်ငံရေးတမမဟုတ်ဘူးလို့ပြောထားတာအခါတည်းကမကဘူးနော်အဲ့တော့တော်မင်းကတော်လန်ရေးဘက်မှာရက်တည်တဲ့လူတယောက်ဆိုရင်မင်းကမဘာလူမျိုးဘာဘာသာဖြစ်နေပါစေတော်လန်ရေးလုံနေတဲ့သူအချင်းချင်းထိကိုက်နစ်နာအောင်ပုတ်ခတ်စရာအကြောင်းမရှိဘူးနော်တယောက်ကရန်ရှာလာရင်တော့အဲ့လူကိုကိုကာွယ် ေးတော်လိုင်းပြီးမှလားအချင်းချင်းကြိုက်တယ်လို့လို့အဲ့ဒါတော်လိုင်းဓမ္မတိုင်းထားမယ်စိတ်ကမင်းအရွယ်အဲ့ဒီအတိလောက်ကိုတော့ပြီးရမယ်နော်အခုမင်းငေါ့ပြောရတယ်ခွက်ခေါက်ကိုပြောရတယ်ဟုတ်တယ်နော်အဲ့ဒါဆိုရင်ရခိုင်တတ်တော်အတွက်လှဆင်ထဲ့နေတဲ့ဒုတိယဥစဉ်လိုက်ကောက်နေတဲ့ဒုတိယဟမ်မိတ္တအကုန်လုံးတော်လိုင်းအားလုံးမင်းတိန်ကျုံစော်ကားတာပဲအလူခံတဲ့လူအားလုံးတိန်ကျုံစော်ကားတာပဲဟမ်မင်းပြောတဲ့စကားတခုကဘယ်ရောက်လို့ရောက်မလဲမင်းပညာမဲ့ငပိမင်းမတည်ဘူးမလားဟမ်ပြောစပြောမယ်တော်လိုင်းလောကဝ 2020အလွန်2021စက်ကြားမှာကျွန်တော်တို့ဒီအာနာသိန်းခံရတယ် NLD အာနာသိန်းခံရပြီးမှလမ်းကိုကမိုင်းကရန်တက်လာပြီးတော့လမ်းကိုဒီကောင်နေဆက်တဲ့ကောင်ကလူရောပြောမပေါ့ဘူးအဲ့ဒါပဲကွာမင်းတို့ပညာမဲ့ငပိန်းဟာလေလူတယောက်ကြောက်ပြောတော့မယ်အကြောင်းအရာတစ်ခုကိုပြောတော့မယ်ဆိုဘယ်တော့မှမလစ်လာဘူးရှင်เนาะဖေအောင်မင်းကပြောမယ် TikTok မှာနိုင်နိုင်ရင်းမဟုတ်ဘူး ငါတမိုင်းလေးလာကြည့်လိုက်တိလားစောက်ပိမလုံးနဲ့နော်ကိုစောက်ပိဖြစ်တာကိုလူတွေမချပြနေတာလားဗါရင်ဟုတ်တယ်မင်းပြောသလိုအာနာတိမ့်မှန်ကတစ်တော့စတော့တာငါကိုတစ်တော့မတော့ဘူးတစ်တော့တော့မှမင်းတို့ငါ့ကိုတိတယ်ဟုတ်တယ်နော်အေးအဲ့လောက်ပဲမင်းတို့ငါပြောမယ်တိလားကိုကိုလဲလိုက်မထင်နဲ့ကိုကိုတိလိုက်မထင်နဲ့လူတယောက်အကြောင်းကိုပြောလို့ဆိုနောက်ဆုံးမှတ်ထားအဲ့လူရဲ့အကြောင်းကိုပြောမယ်ဆိုအဲ့လူရဲ့စိတ်မြေကိုတိတိကျကျလေ့လာရင်လေ့လာပြီးမှပြောကိုထင်ရတဲ့စုံမပြောနဲ့ เนาะတိလာအခုတော့ခွက်လေးတွေခောက်ဟာတရောင်းစားလေးလေးငါးမြစ်လောက်ပြီးတော့ဟာလာနည်းနည်းပါးပါးလေးအဆင်ပြေလာတော့ဘယ်လိုဖြစ်လာလဲဆိုတော့တရောင်းစားဒီမင်းကတော့လီးတောင်နေဆိုတော့ဒီကောင်းနေလီးတောင်ကမင်းမေုံကချတော့လာဟမ်ကဲမင်းမရရောငါရင်ရိုင်းလာနော်မင်းငါရင်ရိုင်းထားလာမဟုတ်ဘူးမင်းနှမအောင်ငါချတော့လာအဲ့တောင်းနဲ့လီးနေဟမ်တိလာကြွန်ကြွားနေမငါရရ6ပင်ရှိတယ်ခံမန်းကြီးကတော့ပါအကြည့်နေတဲ့လူတွေပြောတာမင်းတို့ဖွေးပြစ်တော့မဟုတ်ဘူးတိလာ ငါ၄တောင်တိုင်းလိုက်ရင်မင်းအကျက်လောက်ရှိတယ်ဟမ်ငါငါကတော့အော်အွန်လိုင်းပေါ်မှာမို့လို့တိလားအဲ့တော့မင်းကပြောမယ်ကိုကိုစောက်ခွက်ကိုပြန်ကြည့်ကိုအရက်ကိုကိုပြန်ကြည့်လူများကလားမပြောနဲ့ဘူးပြောတာဟမ်အဲ့တော့ဒီကောင်းနေလို့နိုင်ငံရေးကိုနှစ်ထူနှစ်ပိတ်နှစ်ဂျိုးနှစ်ကမ်းမသိခဲ့ဒီနီပိတ်နေထဲသမျှဂျင်းနေဘူးလုံးလိုက်ခဲလိုက်ထင်းထဲသလောက်ယုံနေတဲ့ပြည်သူတွေကိုနော်ကျွန်တော်တို့ကနည်းနည်းလေးထောက်ပြချင် စကားကိုဝလုံးချီးတော့မပြောတော့ကွာသိလားနော်အဲ့ဒါမင်းတို့စောက်ပေါ်နေပြောတယ်ပြောမင်းငါ့ကိုပြောနစီဆိုတဲ့ကောင်ဘယ်နေရာမှာဘယ်ဗီဒီယိုဖိုင်မှာဘယ်လိုမဟုတ်တဲ့စကားကိုပြောထားတယ်ထောက်ပြသမ်းပါအဲ့လိုထောက်ပြနိုင်တဲ့စောက်စင်မင်းမှမရှိဘူးမလားဒီအဲ့လားအဖြစ်ပဲအဲ့တော့မရှိတော့ဘာလုပ်လဲအမ်ဒီဘိန်းနဲ့ဂျင်းသေးသမျှပတ်ဖြန်အမ်ဖုတ်ခွေးတွေအတိုင်းလာတယ်အဲ့ဒီဟာရိုးနေပြီနော်အဲ့ဒီဟာရိုးနေပြီအဲ့ဒါအမတီဘီတို့မြမနိုင်ငံစောက်ဆက်ရှိတယ်နော်နော် ဒီကောင်တွေကတော်လိုင်းရင်မှာအစိုးရတရားရှိရမယ်ဆိုတာအကြောင်းပဲတက်တက်ပြောတာမဟုတ်ဘူးတော်လိုင်းရင်မှာအစိုးရတရားရှိစရာမလိုဘူးဘာအစိုးရမှမလိုတာဟွန်းနော်အဲ့ဆိုဘုဇုတ်ထုံးမြတ်နိုင်လို့ဘုဇုတ်ခွန်မော်တို့ကိုယ်တိုင်ပြောထားတာမှားတာပါလားဟုတ်လားမင်းကအဲ့ဘုဇုတ်ထုံးမြတ်နိုင်လို့ဘုဇုတ်ခွန်မော်တို့လည်းမင်းပိုတိတော်ဝင်နိုင်ငံရေးမှာဩအေးအေးအေးငါတို့ကတော့ဘုဇုတ်ထုံးမြတ်နိုင်လို့ဘုဇုတ်ခွန်မော်တို့စကားတော့ငါတို့လက်ခံတယ်နော်သူတို့ကိုယ်တိုင် ဒီတော်နိုင်ရေးကဘလို့ရေးကြီးတယ်ဘလို့ပူပေါင်းလောက်ကနဲ့ဆိုတာကိုတို့ကိုယ်တိုင်ထုတ်ပြောထားတာဘာဖြစ်ဆိုတော့ငါတို့ကတော့တိတယ်ဒီလိုခေါင်းဆောင်တွေဟာဘယ်တော့မှစကားတခွန်းလက်လွတ်စပဲမပြောဘူးပြောပြီးဆိုတဲ့ကလိုအပ်လို့ပြောတာနော်အဲ့တော့မင်းကမလိုဘူးဆိုတော့မင်းအဲ့ပုံပုံတွေနဲ့မင်းပို့ပြီးတော့တဘာမြင့်တာမဟုတ်လားကကြည့်မစက်ပြောအဲ့တော့ဒီကောင်တွေကအစိုးရအင်ယူဂျီအစိုးရဘာလို့ရှိရှင်တယ်လဲရှိစေရှင်တယ်လဲဆိုလို့ရှိရင်အင်ယူဂျီရှိရင်ဒီကောင်တွေခွက်ခေါက်လို့ရတယ်ဒါပဲချင်းချင်းလေးပဲ တကယ်တော့တော်လန်ကြီးတရားအောင်မြင်မှုဆိုတာအစိုးရရှိရှိမရှိရှိနဲ့လုံးဝမသက်ဆိုင်နော်ဟုတ်တယ်တတော်ကောင်းတဲ့နိုင်ငံကြီးဘုဒ္ဓတရားကြီးဘိတုကာကြီးပဲဟုတ်လားငါတို့က IMG ရှိမှခွက်ခောက်ကမယ်ကဲမင်းပြောသလိုအစိုးရမရှိပဲတော်လန်အဖွဲ့ချင်းငါတို့ခွက်ခောက်လို့မရဘူးလား IMG နဲ့ဘလို့ပတ်သက်နေလို့စကားတွေအသေးပဲရှိတဲ့စကားကိုပြောနေပေါ့ပါတဲ့ဗျံပလာတယ်ဟမ်ကိုစကားတစ်လုံးနဲ့ပြောမှတော့ဗီဒီယိုဖိုင်တစ်ခုတည်းမှတော့အခုပြောလိုက်တဲ့စကားလုံးနဲ့ဒုတိယပြောတဲ့စကားလုံးကမကိုက်ဘူးဟမ် ်မင်းပြောစကားအထိတ်ပြောမင်းသိလားအာဒုက္ခပဲကွာဘာကောင်းနေလဲကွာနော်အစိုးရရှိလို့အစိုးရက နိုင်ငံတကာကလက်ခံတယ်နိုင်ငံကြီးတွေကအတိမပြုရှင်ကိုခံရတယ်နိုင်ငံကြီးတွေကပံ့ပိုးဝိုင်းရမှုကိုခံရတယ်ဆိုလို့ရှိရင်တော့ဒါတမျိုးကောင်းတယ်အခုအင်ယူဂျီကလူမလေးခွဲခွဲမခံဖြစ်နေပြီနိုင်ငံတကာကပြောတယ်မြန်မာနိုင်ငံမှာတော့မှကလေးအစားပွေးဆုံးအင်ယူဂျီကိုဘယ်သူမှလူလို့သူလို့မတတ်ပါဘူးမင်းတို့ခွေးမျိုးတွေပဲလေနိုင်ငံရေးကိုနိုင်ငံရေးကိုတဘောထားတဲ့လူက IUG ကိုမကြိုက်တော့မှ NGO နိုင်ငံတော်နိုင်ငံရဲ့တပ်ဦးအစိုးရဖြစ်တတ်မှတ်ထားတယ် NGO မကြိုက်ဘူးနော်ဒါတတ်မှတ်ထားတယ်မင်းတို့ခွေးမျိုးကတော့လူမလေးခွေးမခန့်ဆိုတာမင်းတို့မခန့်တဲ့ခွေးမျိုးကမတတ်နိုင်ဘူးဒါကတော့မင်းတို့ခွေးမျိုးတွေရှိတာပဲဟုတ်တယ်နော်နိုင်ငံတကာမှာဆိုလို့ရှိရင်လည်းဒီတိုင်းပဲကျွန်တော်တို့အာတိတိကျကျပြောရမှာဆိုလို့ရှိရင်နိုင်ငံတကာမှာ NGO အစိုးရဖြစ်အတိမပြူပြူရုံးဆိုင်ခွင့်ပြုထားတာဆိုတော့အစ်တီမောတနိုင်ငံမရှိတယ်အစ်တီမောဆိုတာ၈၀၀အချက်မှာနိုင်ငံသေးသေးလေးပဲရှိတယ် ဒုက္ခပဲเนาะအဲ့ဒါပဲဒီကောင်းနေရเนาะမင်းကပြောမယ်เนาะတိလာအမင်းဗီဒီယိုဖိုင်နေရိုက်နေတာမင်းစောက်ဘောပဲဒါငါအဲ့လောက်တော့မင်းကိုမထင်တာဘူးဘတ်ဟိုဟိုနင်းတနိုင်ငံမရှိတယ်ဟုတ်လားဟမ်ဩစတေးလျเนาะဩစတေးလျကိုယ်စားလှယ်ရုံးဝင်တာဝန်ခံဒေါက်တာထွန်းအောင်ရွှေเนาะပြီးရင်ချက်တမရနိုင်ငံဦးလင်းသက်ကိုယ်စားလှယ်ရုံးဝင်တာဝန်နောက်ပြင်သစ်နိုင်ငံကိုယ်စားလှယ်ရုံးဝင်တာဝန်ခံနန်းစုမော်အောင် နော်ဂျပန်ကဥစအယောင်ရဲ့တာဝန်ခံကစောဘလှသိန်းယူနိုက်တက်ကင်တန်ကဥမောင်မောင်အောင်နဲ့ဒေါက်တာတက်ကိုကိုကိုစလေနှစ်ယောက်နော်ဝေမာကဒေါက်တာမောင်မောင်မြင့်တောင်ကိုရီးယားမှာကဥယန်နိုင်ထွန်းဝါရှင်တန်ဒီစီမှာကဥမိုးစောနော်အဲ့ဒါ AMG ရဲ့ကိုယ်စားလှယ်ယုံနေနိုင်ငံတွေနဲ့သူတို့ရဲ့အဲ့ယုံရဲ့ ရုံးတောင်ဝင်ခံတယ်။သိလား။တော်လှန်ရေးကာလဖြစ်တဲ့အတွက်တန်ယုံလို့တတ်မှတ်လို့မရဘူးလို့နိုင်ငံရဲ့အစိုးရဖြစ်တဲ့တတ်မှတ်နေဘူး။ဒါပေမဲ့တော်လှန်ရေးအစိုးရတရရဲ့ကိုယ်စားလှယ်ရုံးအဖြစ်တရဝင်လက်ခံထားတာ။များများလေ့လာပါ။သိလား။အပုတ်ချခြင်းနဲ့တိုက်ခိုက်ခြင်းနဲ့ပေါက်ကြရေးဆိုပြီးတော့ကိုယ်ပဲဆော့ပေါ်ဖြစ်တာပေါ့။နော်။ဆက်ပြော။အဲ့တော့အခုလေအဲ့ဒီဒီမော့အရှိဒီမော့နိုင်ငံကအညီအကျိုးအတိမမကြည့်တော့ဘူးလေမင်းအောင်လည်းပြပါသွားပြီ အဲ့တော့ဒီအစိုးရတရားကဓောင်းစားအစိုးရဖြစ်နေတယ်။ခွေးလုံးလုံးဖြစ်နေတဲ့အစိုးရဒီအယူကြီးအစိုးရအခွေးလုံးလုံးဖြစ်မရနိုင်ဘူးဖောက်ခံလိုက်ပေါ့။အဟမ်းမင်းအဲ့လိုအဲ့လိုစကားတွေပြောနေသေးရမင်းကဘာကောင်းဆိုလားလူမပြောနဲ့ခွေးတော်တိတယ်။တိလိုက်ရအောင်။အဲ့ဒီအကွက်လောက်နဲ့တတ်မလာနဲ့။နော်။အဲ့ဒီအကွက်လောက်တတ်မလာနဲ့တိလား။မကြည့်လိုက်ပြန်တော့လေလူကြီးလူကောင်းတရားမှမရှိဘူးဖာကောင်းတဲ့တရောင်းစားတွေခွက်ခေါက်တဲ့အယက်သမားတွေ အဲ့ဒီနိပိတ်တအုပ်နဲ့ဖွဲ့ထားပြီးတော့ပြောစီကပြောတယ်လမ်းများအားလုံးနေပြည်တော်သို့ပြောလိုက်တလိုင်းဒီတလိုင်းလာမယ်လို့ပြောလိုက်အဲ့တော့ဒီဒေသခေါ်လို့ခေါ်လို့ပြောလိုက်ဟုတ်တယ်မင်းပြောသလိုစကားပြောတဲ့နေရာမှာတွေတော့ UNG ဘက်ကဖောင်းတဲ့စကားတွေရှိရှိလိမ့်မယ်နော်ဒါပေမဲ့မင်းဘဏ္ဍန်တက်ကတိလားဒေါက်တာဇော်ဝင်စိုးကလေ UU MBBS မဟုတ်ဘူးနော်လေ့လာကြည့်ကိုစင်ကိုတီးမင်းတို့အစင်ရမယ်ဘတ်တယောက်မှလူကြီးလူကောင်းမရှိဘူးဟုတ်လား ။အော်ဒုက္ခပဲ။မင်းကအဲ့လောက်မထင်တော့ဘူး။ကလေးနေမင်းတည်းနေတော့ငါငဘုံကဟိုတွေ့ရင်တော့တွေ့တခါမှတော့နားမလောင်ဘူးဟောဒီလူတွေတော်နိုင်ဘက်ကလုံနေလို့သူတတ်မှတ်တာတကယ်တကယ်မင်းအဆောက်ပိုးကြီးပဲကွာဟမ်မင်းဖို့ခွေးစင်ပဲရှိတာဟိုးပောက်ခဲ့ရပြောဒီနေ့ထက်ပြီးငါးနှစ်ပြည့်လာငါးနှစ်ကိုအတွင်းမှာဘာတစ်ခုမှလူကြီးပြကြီးရောတိမ့်ပြနိုင်နဲ့အစွမ်းစားမရှိဘူးဂျန်တဲ့တန်းသားတွေပဲတစ်မျိုးပြီးတစ်မျိုးသိမ့်နေ အဲဇွန်နဲ့ဒီတိုင်းနဲ့တင်းတယ်။ကြံတဲ့ရောက်ပန်းဖွဲ့တွေလည်းတင်းတယ်။နော်။အဲ့တော့အင်အားအကြီးဆုံးအင်အားအများဆုံးလူအရင်းမြစ်အများဆုံးဆိုတော့ဒီနိဗ္ဗိတ်နေရာဘာမှမလုပ်တာ။တွန်လိုင်းရောအကြောင်းပြတယ်ခွက်ခေါက်တယ်။ပြီးလို့ရှိရင်ကိုယ်နဲ့အမြင်မတူတဲ့လူတွေကိုတိုက်ခိုက်တယ်ဆော်သားတယ်ဒီလိုလုပ်အဲ့ဒီမှာတစ်ချက်ပြောအမြင်မတူတဲ့လူကဘယ်လိုလဲ။ကိုစီရဲ့ဘဝမှာအမြင်မတူယုံနဲ့ဘယ်သူ့ကိုမှမဆော်ကားဘူးနော်။အေးဒါပေမဲ့ရန်သူနဲ့ပေါ့နော်ရန်သူတက်မှတ် ငါတမိတဲ့ငါတခါလိုက်ပြင်ညာထားပြီးသားငါရဲ့တမိတဲ့တဖတဲ့ပောက်တဲ့ညီကုံမောင်တို့မှအရင်ဖြစ်နေပြီရန်သူနဲ့တွားပေါင်းအဲ့ဒီကောင်ရန်သူပဲအဲ့ဒါငါခိုင်ကြက်မင်းလူမျိုးဘာသာလို့တော့လာမပြောနဲ့အဝေးရှင်းနော်အငါခိုင်ကြက်ငါရဲ့တမျိုးနဲ့ဖေးမေသူမောင်တို့မှဖြစ်နေပါစေညီကိုဖြစ်နေပါစေရန်သူနဲ့တွားပေါင်းပြီးတော့အဲ့ဒီရန်သူရဲ့အကျိုးလုံးနေအဲ့ဒီကောင်အဲ့ဒီကောင်မှရန်သူပဲငါရန်သူပဲရှင်းရှင်းလေးအဲ့ဒါငါခိုင်ကြက်နော်ဟုတ်တယ်ရေရှုံး အဲ့တော့တိုက်ဆိုင်ဖို့နည်းနည်းပြောပြဒီခွက်ခေါက်ဒီတောင်းစားဒီထမင်းရှင်ကပြောတယ်တွန်လိုင်းတရားမှာအစိုးရရှိရမယ်ငါ့ထမင်းကြုံဆိုတော့မင်းကလီထိတ်ကနေမွေးလာဟုတ်လားငါမသိတော့လက်ချောင်းထိတ်ကမင်းကထွက်လာတာဟမ်မင်းအဲ့ထမင်းအောက်ကမင်းထွက်လာမဟုတ်ဘူးလားဟုတ်လားမင်းကလက်ချောင်းထိတ်ကထွက်လာတာနော်ဒီမိုကရေစီဘက်ပါတဲ့လူတွေတိုင်းညီပိန်းတို့ထမင်းကြုံဆိုတော့အဲ့ဒါစောက်စစ်မရှိတဲ့အောက်တန်းစားတွေပြောတဲ့စကားမှတ်ထားငါဘယ်ပါတီမှမဝင်သားဘူးနော် ပြည်သူအစ်စ်အဲ့လိုနေနိုင်အောင်နေတာရွေးကောက်ပွဲအောင်နိုင်ကာလတွေမှာစွဲတာတပုံကြီးရှင်းလားလူမြင်ဒီမိုကရေစီမဲ့မြင်တာထမိန်ချုံလို့နီပိန်လို့ပါတယ်လားဟမ်ယူနေအစိုးရရှိမှတော်လိုင်းရအောင်မယ်သူပြောတာရှင်းရှင်းလေးပဲအင်ယူဂျီရှိရမယ်အင်ယူဂျီရှိမှတော်လိုင်းရအောင်မြင်မယ်ဆိုတဲ့သဘောမျိုးဒီဒရောင်းစားဒီခွက်ခေါက်ပြောသွားတယ်ဘာလို့မင်းလူကမွေးတဲ့လူဆိုရင်စကားအောင်မှန်မှန်ကန်ကန်ပြောလေ ငါပြောတဲ့စကားထဲမှာအဲ့လိုမျိုးပြောလာမှာဒီ NUG လိုမျိုးအစိုးရတရက်ရှိမှလို့ပြောတယ်ဟုတ်တယ်နော်ငါပြောတာ NUG မှမဟုတ်ဘူး NUG လိုမျိုးအစိုးရတရက်ရှိမှငါပြောတဲ့ဗီဒီယိုဖိုင်ကိုဝင်ပြောနော်နောက် reaction လုပ်ရှင်မှတ်ထားမင်း reaction လုပ်ရှင်တယ်မလားလုပ်ရှင်အခုလိုမျိုးတစ်ဖက်လူပြောတဲ့ဗီဒီယိုဖိုင်အစအဆုံးဖွင့်ရတယ် ဖွင့်ပြီးတော့သူပြောလာတဲ့ဇာတ်ကဘယ်နေရာမှားတယ်တလုံးချင်းတလုံးချင်းကိုပြန်ခြေပနိုင်ရတယ်အဲ့လိုခြေပနိုင်တဲ့စောက်စစ်မရှိရင်သူများဗီဒီယိုဖိုင်လို့ရေရှင်မလုံနဲ့ရှင်းလားအဲ့ရေရှင်လို့မခေါ်ဘူးနော်သူများဗီဒီယိုဖိုင်အကွက်ကလေးယူပြီးတော့လမ်းဘေးဟောင်းနဲ့ခွေးဝဲစားလို့ပဲတတ်မှတ်လို့ရတယ်နော်ရှင်းလားစပြောဘယ်လိုပြောလဲဆိုတော့သူမတိမမသိတာနိုင်ငံတကာမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို तू လက်လည်းမလေ့လာဘူးသိလည်းမသိဘူးအဲ့ အယုံကြီးကိုယ်စလဲရုံးဘယ်မှာရှိလို့ရှိမှမသိတဲ့ကောင်ကကျွန်တော်ပြောနေတာတနာဘလိုကောင်လဲနော်အဲ့ဒါကိုမှတ်နေဟဲ့အောင်လည်းမင်းအယူထောင်တော့အယူတွေ့အောင်မေးကြည့်ရအောင်မင်းအယူလားဆိုဘယ်အယူမှသူတို့သူတို့အယူလို့မပြောဘူးလေအဲ့စကားပုံလေးတတိယပါလေနော်အယုံကြီးကိုယ်စလဲရုံးဖွင့်ထားတဲ့အတိုင်းပြည်တော်မတိတဲ့ကောင်ကနိုင်ငံတကာအကြောင်းကိုစီမတိဘူးလေဟုတ်တယ်ဟုတ်တယ်ငါမတိကပြောပါအောင်မင်းပါရေးကြည့်တာအဲ့တော့ဒေါ်လန်ကြီးတို့နိုင်ငံကြီးတို့ဆိုတာလေပါဇက်မှာစိတ်ကူးရှိအောင်ရှောက်ပြောနေတာဟွန်းတော့တတ်လို့လုပ်နေတာမဟုတ်ဘူးကျွန်တော်အဲ့တခုတော့ပြပါလား ငါပါဆက်ထဲမှာစိတ်ကူးရှိရကိုပြောတဲ့စကလုံးတစ်လုံးလောက်ပြမဟုတ်မမှန်တာဘောကွာစိတ်ကူးရှိတယ်ဆိုတဲ့ကစိတ်ကူးလည်းရှိတယ်ဆိုတဲ့ကလက်တွေ့မရှိတဲ့အရာပေါ့အဲ့လက်တွေ့မရှိဘဲနဲ့ကိုစီပြောတဲ့အရာပါရှိဟင်ပြောပြောပြီငါလို့လုံးနေတာဒီကောင်းနဲ့အရင်တော့ကလည်းထိုင်းနိုင်ငံမှာလည်းလမ်းတွေနဲ့လမ်းကြီးစားကလေးကွာရယ်အလုံးမရှိအကန့်မရှိတဲ့ကောင်အခုကြည်စမ်းတော့မင်းပြောသလိုတစ်ချိန်က အလုံးမရှိအကင်မရှိကလေကဝဆိုရင်မင်းငါ့ကိုကြိုက်တယ်လို့ကြိတ်နော်ငါယောက်ျားနော်မင်းတို့တော့မမြင်ဘူးနဲ့အလုံးနဲ့အကင်နဲ့ဝင်ဝင်နဲ့ဆိုရင်မင်းကိုမေကိုလိုးပြမလားနာခွေးသားမင်းယောက်ျားအောင်မင်းတို့ကမင်းငါမင်းယောက်ျားမှမဟုတ်တာမင်းဂျော်လကီးဟာယူသူများတကောင်မဟုတ်မှမပြောရဲတဲ့ပါဇက်ကငါမပြောရဲဘူးငါငါအသေးယွန်ပါနဲ့ဆိုတော့မင်းအောင်နိုင်အောင်မရှိတဲ့ပြင်ကမပြောရဲဘူးငါမတိတဲ့အကြောင်းဆိုငါလေ့လိုက်မှပြောတယ် ဘာဖြစ်လို့လဲအဖက်သားမှမရှိတဲ့အဖြစ်ပြောတာပြောတဲ့ကောင်မှအောက်တန်းစားဖြစ်တာနော်အဲ့တော့မင်းပြောသလိုအလုံးမရှိအကင်မရှိဆိုမင်းကြိုက်တယ်လို့ချင်းမင်းလာမင်းကြိုက်တယ်လို့ချင်းတေချင်းဆိုနိုင်ပဲတေတေကြိုက်တယ်လို့ချင်းငေါ့အကယ်၍မင်းပြောမှရင်မင်းအမေမင်းနှမမင်းပြန်မရတော့ဗျာဘလို့လဲမခံနိုင်လားအဲ့အောင်ငါဗီဒီယိုဖိုင်ရင်မင်း relation ပြန်လုပ်ပေးနော်အစအနေအဆုံးတော့ရှင်းလားတလုံးချင်းစီမင်းငါပြောမယ် လာခဲ့လားပလိုင်းပေါ်လာတော့ဘလောက်ပြီခိုင်သွားတယ်သူခွက်ခောက်တယ်လူလူပြောပေါလာတယ်ပတ်စံနည်းနည်းရှိလာတော့ဟောရရန်ဆိုင်ဆိုင်ပြောတာတော့မဟုတ်ဘူးတရောင်းသားတမင်ကတော့ဒီတောင်းတယ်ဆိုတော့ဒီကောင်မျိုးပြောတာအဲ့ဒါပြောတာမပုံစံကြည့်ရတာသူ့နှမကိုကျွန်တော်အဲ့တောင်းတဲ့ဟာနဲ့သူကကြုံလိုက်ပဲဖြစ်မယ်အဲ့ဆိုရင်မင်းကမှကြုံကြမှာကျင်းနေတယ်နော်နာမည်ရောလည်းအရှိကြီးရတိလားဟမ်နော်အဲ့တော့နောက်တစ်ခုကပါလဲဆိုတော့ကျွန်တော်တော်လိုင်းရဲ့မှာ ချင်းချင်းပြောရင်တေချာလေးနားထောင်ကြမင်းတို့နားထောင်နေတယ်အခုထိမင်းပြောတဲ့စကားတစ်လုံးမှဘောင်ဝင်နေဘူးနော်တစ်လုံးမှဘောင်ဝင်နေဘူးငါ့လိုမျိုးတစ်လုံးချင်းပြန်ရှေ့ပနိုင်တဲ့စကားမင်းမှတစ်လုံးမှမရှိသေးဘူးမင်းပြောချင်တာကြီးစုပြောနေတာပြောစပြောနားထောင်ပြောနော်တော်လိုက်မှာအစိုးရတရားရှိစရာမလိုဘူးအာနာရှင်အစိုးရတရားဘူးအာနာရှင်တွေကိုဖြုတ်ချဖို့အတွက်အစိုးရရှိစရာမလိုဘူးနော်အဲ့ဆိုကဘာတော်တော်လိုက်ကြီးအစိုးရဖွဲ့ပြီးတော့ နိုင်ငံတကာဆက်ဆံရေးတည်ဆောက်ခဲ့ပြီးတော့တော်လိုင်းလုပ်ခဲ့တဲ့တူတွေမမားတာပေါ့နော်အတူပြောစကားမှန်တာပေါ့ဟုတ်လားအော်အေးနားတော်နားတော်အဲ့တော့အစိုးရရှိမှတော်လိုင်းရဲ့အောင်မယ်လို့ထင်နေတဲ့ဒီနိပိတ်နေထည့်ထားတဲ့ဂျင်းနေအဲ့ဒါလည်းထွင်လုံးပဲอืมနော်ဘာဖြစ်လို့လဲဆိုတော့တော်လိုင်းတရားမှာအစိုးရတရားရှိရမယ်ဆိုတဲ့စကားဘယ်ကလာလဲဆိုနိပိတ်နေရဲ့ပါဇက်ကလာတာဟုတ်လားနိပိတ်နေကိုထောက်ခံတဲ့မီဒီယာတွေရဲ့အဲ policy တွေဒါအားပေါ်တယ်နော် ရတိအဲဆိုရခိုင်ပြည်နယ်မှာ18မြို့နယ်မှာစတော့မြို့နယ်တင်ကြွားယူပါဘင်္ဂလားဒေ့ရှ်ကဘာဖြစ်လို့အေးကိုလက်မခံတာလဲဟမ်အစိုးရဖြစ်ဘာလို့လက်မခံတာလဲဘုကြောင့်သူဘာပြောထားလဲဟမ်အဲ့ဒီကောင်းဆောင်တွေကမလို့အပ်ပဲစကားကိုအပေါ်မပြောဘူးမင်းကိုယ့်ကိုမင်းရခိုင်လို့လားပြောတယ်ဟမ်ကိုယ့်ကောင်းဆောင်ရဲ့ဆိုလိုရင်းအနဲ့ထိပ်မတိတဲ့မင်းစောက်ပေါ်အဆင်မဲဟာယူဟမ်မတန်ဘူးမင်းတို့လိုကောင်းမျိုးအဲ့လိုဘုကြောင့်သူများလည်းကောင်းဆောင်နေ တိလားမင်းမင်းအတူရောက်မှာမင်းလည်းဘာမှမဟုတ်ဘူးတိကြလားအဲ့ဒါကိုတိကြလားကျွန်တော်ပြောပြမယ်တော်လိုင်းရင်မှာတော်လိုင်းရင်တရားကိုဆင်နွှဲတဲ့နေရာမှာအစိုးရတရားရှိစရာဘုံမလိုတာနော်အစိုးရဆိုတာတော်လိုင်းရင်အောင်ပြီးတော့မှအဲ့ဒီတော်လိုင်းရင်အောက်စုတယ်ခေါင်းချင်းဆိုင်ပြီးတော့ဘသူ့ဘောသမတ္တနေရာပေးရမယ်ဘသူ့ဘောအဝိုင်းနေရာပေးရမယ်ဆိုပြီးတော့အလုံးတဘောထားအမြင်မျိုးခံချက်မျိုးကိုရယူပြီးတော့မှတော်လိုင်းပြီးတော့မှလောက်ရမယ် process တွေ เนาะအဲ့တော့ဟုတ်လားအဲ့ဆိုရင်ကမ္ဘာတမိုင်းတော်နိုင်ရေးဒီမှာခုနကပြောအစိုးရအဖွဲ့တော်နိုင်ရေးအစိုးရဆိုရယ်စကလုံးမင်းကြားဘူးလားတော်လှန်ရေးအစိုးရတူရဲ့တောင်းဝင်ဒီတော်လှန်ရေးကာလမှာပဲတောင်းမရှိတာနော်တော်လှန်ရေးအစိုးရဆိုတာတတလုံးအုပ်ချုပ်ဖို့မဟုတ်မကြောက်မကြောက်နဲ့အယုံကြီးကတတလုံးအုပ်ချုပ်လို့မရဘူးသူတို့အုပ်ချုပ်မယ်ဆိုတော့ငါတို့လက်မခံဘူးတူကတော်လှန်ရေးကာလမှာပဲတော်လှန်ရေးပြီးတာလည်းမကြောက်နော် တိုင်းပြည်ရဲ့ပြန်ပြီးတော့တရားဝင်အစိုးရတက်လာမယ်အဲဦးကြီးရဲ့ကံနာဒီတော်လန်ရင်ကာလမာတာလီအစိုးရအဖြစ်ပဲနေလို့ရမယ်တော်လန်ရင်အောင်မြင်ပြီးတဲ့နေ့ကျမင်းပြောသလိုခေါင်းကြီးမဲ့ဆိုင်ဆိုင်ပင်ကြီးမဲ့ဆိုင်ဆိုင်နော်အဲ့ချိန်မှာမင်းကြိုက်တဲ့ဟာဆိုင် IUG ဆက်ရှိလို့မရတော့နားလေအဲ့ဒါတော်လန်ရင်အစိုးရဆိုတာအဲ့ဒါပြောတာတော်လန်ရင် government နဲ့ဒီပုံမှန် government နဲ့မတူဘူးနော်စာမျက်များဖက်လိလာတိလာမင်းကစာလက်တက်တဲ့ရုပ်မဟုတ်ဘူးဟမ် တော်လန်ရေးမှာအဆူရတရားရှိစရာမလိုဘူးအေးဘောအဲ့ဒါအဲ့စကားကိုမင်းပြောတာဘယ်နှခွန်းရှိပြီလဲဘာကြောင့်ရှိစရာမလိုဘူးဆိုတော့စကားမင်းမပြောသေးဘူးနော်တော်လန်ရေးမှာအဆူရတရားရှိစရာမလိုဘူးအမ်ပြီးမှဘာဖြစ်လဲတော်လိုက်ဘာဖြစ်လို့မရှိတာလဲပြောလေကျွန်တော်ပြောပြတယ်နော်အာရနယူဒေါ်လာရဲ့စားဖြစ်တဲ့အချိန်မှာနိုင်ငံ၅နိုင်ငံ၆နိုင်ငံတော့ကျွန်တော်အာနာရှင်အစိုးရကိုဖြုတ်ချဖို့အတွက်လူထုအုံကြွမှုနဲ့ဒေါ်လာရဲ့တရားကိုဆင်ခဲ့ရတယ် အဲ့ဒီအာရနွေဦးလို့ခေါ်ဝတင်စားကြတယ်ဒေါ်လာရဲ့နိုင်ငံကြီးကဗနိုင်ငံဆက်လဲဆိုလို့ရှိရင်ကျွန်တော်တူနီရှားဆက်လိုက်တယ်တူနီရှားဆက်လိုက်တဲ့ဒီအာရနွေဦးကအီဂျစ်ကိုရောက်တယ်အီဂျစ်မှာအာဏာရှင်ပြုတ်ပြတ်သွားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့လစ်ပြလစ်ပြဆိုလို့ရှိရင်ဂရာဖီဆိုလို့ရှိရင်ကျွန်တော်ပြုတ်ပြတ်သွားအောင်မကောက်ဘူးအသေးကိုဖမ်းမိတယ်အဲ့ဒါပြီးရင်ဆီးရီးယားစီးရပြီလို့ရှိရင်နောက်နိုင်ငံတွေကတော့ဗာနိုင်ငံရှိမယ်ဆိုတော့ဗာရင်းလို့ရှိမယ်ဂျီမင်လို့ရှိမယ် အဲ့ဒီဘိုင်းနဲ့ယီမင်ကတော့ပြောင်းလဲဖြစ်မဖြစ်တော့ကျွန်တော်မသိဘူးအဲ့ဒီတူနီရှားရဲ့အီဂျစ်ရဲ့လစ်ဗျားရဲ့ဆီးရီးယားရဲ့ကအပြောင်းလဲဖြစ်သွားတယ်အာနာရှင်နဲ့တိုင်းပြည်ထွက်ပြေးရတဲ့အချိန်တော့ဖြစ်သွားတယ်သူတို့ဆွေးဆွေးမြဲမြဲခိုင်ခိုင်မာမာယူထားတဲ့ရောက်ထားတဲ့ပြည်သူအာဏာကိုပြည်သူလက်ထက်ကိုပြန်ပေးလိုက်ရတယ်အဲ့လောက်ထိကိုအဲ့ဒီသုံးနိုင်ငံကအောင်မြင်မှုနဲ့အသေးသေးရရှိခဲ့တယ်အဲ့ဒီသုံးနိုင်ငံထဲမှာတူနီရှားတော်လှန်ရေးကနော်စပယ်ဗျူတော်လှန်ရေး တူနီးရှားတော်လှန်ရေးနဲ့မြန်မာတော်လှန်ရေးနဲ့တော်လှန်ပုံချင်းတူလားလက်ခံကျင့်သုံးတဲ့စစ်တပ်ချင်းတူလားတော်လှန်ခံရတဲ့ခေါင်းဆောင်ချင်းတူလားတော်လှန်ရေးဆိုတိုင်းတင်းကျုံပြီးတော့မလျောတုံနေပြီကွာဟမ်တူနီးရှားဆိုရဲဂျူတော်လှန်ရေးနဲ့မြန်မာပြည်ကຫນွေဦးတော်လှန်ရေးရဲ့ပုံစံချင်းတူလားဟမ်အဲ့ဒီအချိန်မှာရဲဝင်စိတ်ဝင်စားစရာကောင်းတဲ့နိုင်ငံတနေနိုင်ငံရှိတယ်မြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြည်ရင်းစစ်နယ်လေအရက်ကိုစင်တူရောမှာဖြစ်နေတဲ့ တိုက်ဆိုင်တဲ့အကြောင်းအရာတွေအများကြီးတူညီနေတဲ့နိုင်ငံတကာဆီးရီးယားနိုင်ငံရှိတယ်เนาะဆီးရီးယားနိုင်ငံမှာတမရဘာရှင်လာအာဆဆိုရဲ့ဒီပြည်သူအာဏာတွေကိုအတင်းအဓမ္မလူလူထားတဲ့နှစ်ပေါင်း20ကျော်လောက်သူ့အဖေအမေလက်ထက်ကသူ့အမျိုးပဲအုပ်ချုပ်တာအဲ့လိုမျိုးဆီးရီးယားနိုင်ငံမှာအာဏာရှင်အစိုးရလို့ခေါ်တဲ့တိုင်းပြည်ကိုလက်နက်မိုးပြီးမဲမုံနေတဲ့ဘာရှင်လာအာဆအုပ်ချုပ်လာတာနှစ်ပေါင်း20ကျော်ရှိနေပြီဖြစ်တဲ့အာဏာရှင်ကို ကျွန်တော်တို့2017ခုနှစ်မှာလူထုအုံကြောင်းမှုတွေဖြစ်တယ် RM လို့ဒေါ်လာရဲ့ခုနကပြောခဲ့တဲ့နိုင်ငံတွေနဲ့အတူတူနော်အဲ့တော့အာရပ်နေဦးဒေါ်လာရဲ့အကြောင်းပြုပြီးတော့စီးရီးယားမှာတေချာနားတော်ညနော်စီးရီးယားန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 ော်တင်လာမရှိတင်ဘူးလားဆိုတာဒေါ်လာရဲ့တရားမှာအဲ့တော့စီးရီးယားမှာဒေါ်လာရဲ့လူထုအုံကြောင်းမှုတွေစဖြစ်တယ်အုံကြွလာတဲ့လူထုတွေကိုဒီမိုကရေစီတိုက်ပွဲဝင်ဖို့တောင်းဆိုနေကြတဲ့ လူထုတွေကိုသမရဘာရှင်လာအာစာကနေပြီးတော့အကျန်းဖက်ဖြိုခွင်းရင်းနဲ့လက်လွန်ရှင်လွန်ဖြစ်ရင်းနဲ့ကျွန်တော်တို့အဲ့ဒီလူထုအုံကြွားမှုကပြည်တွင်းစစ်အဖြစ်ပုံတံပြောင်းသွားတယ်။အဲ့ဒီပြည်တွင်းစစ်မှာလူအဖွဲ့အစည်းပေါင်းအမျိုးမျိုးကတော်လှန်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့ဆီးရီးယားမှာလူမျိုးပေါင်းစုံတယ်။အစွမ်းရောက်လို့ခေါ်တဲ့အစ္စလာမ်အစွမ်းရောက်လို့ခေါ်တဲ့ IS အဖွဲ့ပါတယ်ကျွန်တော်တို့ဒီ ဒီမိုကရေစီကိုလိုလားတဲ့ library အုပ်စုတွေပါတယ်။နောက်ပြီးလို့ရှိရင်တတိယအုပ်စုကတော့နိုင်ငံအတွင်းမှာရှိတဲ့လူဒန်းစားအတော်အတီးတရားကြီးကြီးချမ်းချမ်းနဲ့ဒီနိုင်ငံကိုထူထောင်မယ်ဆိုတဲ့အယူဆရှိတဲ့လူတွေပါတယ်။လူမျိုးအတီးတရားဒေါ်လာနဲ့ဘာသာအတီးတီးကိုဆွဲကင်ပြီးတော့ကိုယ်အယူဝါဒနဲ့ကိုဆွဆွမြင့်မြင့်ကင်ဆွဲထားတဲ့အုပ်စုတွေပါတယ်။အဲ့ဒီမှာအရန်ကိုအဲကြောက်စရာကောင်းတဲ့ဒီ IS တို့လို့ဒီအစ္စလာမ်ရဲ့အစွမ်းရောက်ဝါရီရပါနေတယ်။အဲ့ဒီစီးရီးယားရဲ့တော်လှန်ရေးကစပ်ပြီးတာနဲ့တိုက်မကြဘူး။အချင်းချင်းပြန်လဲပြီးတော့တိုက်ကြခတ်ကြသေးတယ်။မြန်မာနိုင်ငံမှာအဲ့လိုမျိုးအချင်းချင်းတော်လှန်ရေးအုပ်စုအချင်းချင်းနင်းလားငါလားတွဲထွက်တန်းယုံများပြီးတော့တယောက်နဲ့တယောက်အသေးချေတိုက်ကြတဲ့စစ်ပွဲကဒီနေ့တည်းမရှိသေးဘူး။မြန်မာပြည်ရေးစစ်မှာစီးရီးယားမှာတိုက်ကြတယ်။နင်းလားငါလားတိုက်ကြတယ်။စိုးရမရှိဘူးနော်။ ဘာရှယ်လာအာဆာကိုဖြုတ်ချမဲ့နေမှာအဲ့တော့နောက်ပိုင်းကျတော့သူတို့တွေညှိလာကြတိလာကြတယ်ဆိုတာတဖက်ပေါက်လာတယ်အဲ့တော့အချင်းချင်းဒီလိုတိုက်နေတော့ဒီဘာရှယ်လာအာဆာကမပြုတ်ချမပြုတ်ချနိုင်ဘူးအာဆာကမပြုတ်ချနိုင်ဘူးအဲ့တော့ငါတို့ဘာလုပ်ရမလဲငါတို့နေထိုင်တဲ့အရာတွေလားကိုလူမျိုးတွေနေထိုင်တဲ့နေရာအတိအကျကဘာရှယ်လာအာဆာရဲ့အာနာရှင်စစ်တပ်ကိုတိုက်ထုတ်ရမယ်ဆိုတော့အသိစိတ်တွေဝင်လာတဲ့အခါမှာ ကိုယ်နေရာကကိုတော်နိုင်ကြတယ်နော်အဲ့တော့အခုဒီထမင်းရှုံးနေဒီပိန်းနေပြောနေတယ်လို့မျိုးခဏလေးခဏလေးမင်းကတော်တော်စာပဲဖတ်တတ်ကောင်းပဲမင်းအုံနောက်ကတွေးမှမတွေးတတ်နော်တော်နိုင်ရင်အစိုးရဆိုတာအဲ့ဒါလေပထမတော်နိုင်အစိုးရမရှိဘူးလေသူလည်းသူနေရာသူတိုက်ငါငါနေပြဖြစ်ချင်နေဖြစ်နေကဘာလည်းအတိမတ်မပြူဘူးလေဟမ်အဲ့တော့ဘာလုပ်လာတဲ့အလုံးမူအရမဟာမိတ်ဖွဲ့တယ် ဆက်ဆံရေးယုံနေနိုင်ငံကောင်မတိဆောက်ဘူးလားသူတို့ဘွဲ့ဆူစည်းနဲ့ဒီအာဆတ်ကိုဘယ်လိုလုပ်တော့မယ်နိုင်ငံကောင်မကြင်ညာဘူးလားပြီးတော့အားလုံးစုပြီးတိုက်တယ်အဲ့လိုအားလုံးစုပေါင်းလိုက်တဲ့အချိန်မှာဘယ်သူကပါပန်းဘယ်သူကပါတာဘယ်သူကနိုင်ငံကစက်ဆံရေးတောင်းဝင်မခွဲဘူးလားအဲ့ဒါတော်လိုင်းအစိုးရမဟုတ်လို့မင်းမဲ့လင်လားဟမ်စောက်ယူလို့လို့စောက်ပေါ်လို့လို့စာလေးတစ်လုံးနှလုံးကြားမှုနာမရှိတဲ့ဟောက်ရှောက်ပြီးငါနားထောင်နေတာအဟုတ်အောင်မဲ့တယ်ဟမ်ဘာကောင်လဲကွာမင်းယူနေတယ်တောင်းတောင်းတောင်းနဲ့ဟမ် ဥပမာ20ခွန်ဖြစ်ပြီဆိုတော့ဒီကောင်ဗီဒီယိုဖိုင်ကတဝက်တောင်မကြသေးဘူးเนาะဗီဒီယိုဖိုင်တာခြေဝါမဲ့အတွက်ကျွန်တော်ပိုင်းလိုက်မယ်ဒုတိယပိုင်းကိုကျွန်တော်ထပ်လုတ်ပေးပါမယ်เนาะအခုတော့တဝက်မကြသေးဘူးတူးစားဘာစီဝစီဘာလည်းမရှိ